အင်အားပြင်းထန်သောနယ်မလင်တန်ခန်းစားနေရပြီးယာယီတဲထိုးနေထိုင်သူတွေအိမ်နာကိစ္စအဆင်ပြေစေဖို့အတွက်မန္တလေးနဲ့စကိုင်းမှာရွေရှားအင်တာတွေလှူဒန်းမယ်လို့မန္တလေးအခြေဆိုင်လှူဒန်းကူညီနေသူတူထံကသိရပါဗျ။လက်ရှိမှာငလင်ထိခိုက်မှုပိုများတဲ့သခိုင်းနဲ့မန္တလေးတို့မှာရွေးရှားအင်တာမိုဘိုင်းထရိုင်းလက် အလုံး80ကုနီနိုင်ဖို့ခံမှန်းထားတယ်လို့ Health Mental Health နဲ့ Psychosocial Support လူမှုအဖွဲ့အစည်းထံကသိရပါဗျ မိုဘိုင်းချားလက်သွားဖို့စီစဉ်နေပါတယ်။ကောက်ခံလို့ရတဲ့အလူမွေပေါ်မူတည်ပါတယ်။အလုံး90လောက်တော့မှန်းထားပါတယ်လို့အဲ့ဒီဘက်ကတာဝန်ရှိသူတူက ERI Times ကိုပြောပါတယ်။အဆိုပါမိုဘိုင်းချားလက်ကိုအသုံးပြုပြီးနောက်အိနာတန်ရှင်းရေးအတွက်အနုသမားလူငါဖို့စီစဉ်ထားပြီးလက်စေးပေစင်တွေတက်ဆင်မယ်လို့၎င်းကဆက်ပြောပါတယ်။ဒါအပြင်ရေရှားအိနာတလုံးတန်ဖို့ဟာ ဗိုးတိုင်းအလုံးဖြင့်ကျပ်24သိန်းနဲ့ဗမာတိုင်းအလုံးကျပ်22သိန်းပတ်ဝန်းကျင်တန်ရင်းရှိတယ်လို့သိရပါဗျ။နလင်းတန်ခန်းစားရတဲ့တရုံမြို့နယ်မှာမြမရိုးရတွင်းအိမ်သားလုံးချင်းရင်းလုံးအိမ်သားတလုံး6သိန်းကျပ်နဲ့စောင်းလုံးလူရန်နေပြီးလှူဒန်းမှုတွေပြုလုပ်နိုင်တယ်လို့စေနာရှင်တဦးကဆိုပါတယ်။အိမ်သားတွေလူတွေအခုလူလာတော့တရုံမှာလို့၎င်းကဆက်ပြောပါတယ်။ မြမအိုက်တဲ့တေးသင်းစုပြိုင်ပွဲကနေအမှုပညာခိတလောကအတွင်ရောက်ရှိလာသူအစိုးရချမ်းမြင့်မောင်ချိုကလည်းကောက်ခံရရှိတဲ့အမှုတွေတွေကိုရွေးရှားအင်တာမိုဘိုင်းထွက်လက်အတွက်အလှူဒန်းနေတယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။